ရခိုင်ပြည်မှာမိုးတေထန်ဆန်ရွာသွန်းမုံတောက်ပြောကြမုံရေစည်းကြမ်းတက်မုံစတဲ့ရာသီဥတုအခြေအနေတွေကြောင့်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့နေပြီးတော့ရခိုင်ပြည်ဒန်းစသကုန်အချို့မှာဈေးနှုန်းနှစ်ဆကျော်မြင့်တက်သွားတယ်လို့ DMG ကကောက်ယူထားတဲ့စီရင်တွေအများသိရပါတယ်။မနေ့ကနောက်ဆုံးရရှိထားတဲ့စီရင်တွေအရနေ့စဉ်စသကုန်တွေဖြစ်တဲ့ကြက်သွန်ငရုတ်သီးစပေါ်လိုက်73စီကွန်ရက်တို့ဟာသီးသီးသာဈေးနှုန်းမြင့်တက်သွားပြီးတော့တခြားကုန်စည်နှုန်းတွေဟာလည်းဈေးနှုန်း9000ကျပ်အထိမြင့်တက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီလိုမော်ဒန်ရာသီအတွင်းကုန်စည်နှုန်းတွေမြင့်တက်လာမှု ှုကြောင့်ဒေသခံလက်လက်လက်စားတွေဟာစာဝတ်နေရပုံမကျက်တက်လာတယ်လို့ပြောဆိုမှုတွေရှိကြပါတယ်။မေလနောက်ဆုံးအပတ်ကကျက်တက်နေတဲ့ပိတ်တော်ကို ငွေကျပ်9000ကျပ်ရှိရကနဲ့ဒီနေ့မှာတော့ငွေကျပ်2000ကျပ်အထိရှိနေပြီးတော့မြုပ်သီးစိမ်းတပိတ်တာကိုငွေကျပ်2800ကနဲ့ဒီကနေ့မှာ9000ကျပ်အထိရှိနေပါတယ်။ကွန်ရက်တပိတ်တာကိုငွေကျပ်4000ကနဲ့ဒီကနေ့မှာ1000ခွေအထိဇင်းတို့မြတ်တက်သွားပြီးတော့တခြားစားသုံးစီအပအဝင်ကုန်စည်တချို့ဟာလည်းအញ្ញကထက်ငွေကျပ်9000အထိမြတ်တက်နေတာကိုတွေ့ရပါတယ်။ဒါကြံရခိုင်ပြည်မှာစပေးချောင်းအများအပြားရှိနေပြီးတော့နိုင်ငံတကာနဲ့ဒေတာတန်းလူမှုကွန်ရက်အသံအဖွဲ့တွေကကုညီမှုမရရှိတော့တဲ့အတွက်စာဝတ်နေရဒုက္ခတွေ ကိုများစွာကြုံတွေ့နေရတယ်လို့ပြောဆိုကြပါတယ်။ရဟိုင်းပြည်တဲ့အဓိကလိုအပ်တဲ့စာသားကုံစဲ ဆေဝါနဲ့73စီတို့ကအိန္ဒိယနိုင်ငံမင်ဇိုရန်ပြည်နယ်ဘက်ကပလက်ဝမ်လမ်းကြောင်းနဲ့မကွေးတိုင်းစွန့်မြင့်နယ်ဘက်ကမန်တက်မတူပေစမိန်တို့ဘက်ကဂုံတင်နေတဲ့လမ်းကြောင်းတွေဟာတောင်ပေါ်လမ်းတွေဖြစ်တဲ့အတွက်မြေပြိုကျမှုတွေကြောင့်ဂုံတင်တွေဟာလမ်းနဲ့ရှိပိတ်ဆို့နေကြတယ်လို့ဂုံတင်တွေစီကသိရပါဗယ်ရခိုင်မှာမြို့သိမ်းတိုက်ပွဲတွေစတင်ဖြစ်ပေါ်တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးတော့ရခိုင်ပြည်သူကုန်စည်စီးဆင်းနေတဲ့လမ်းကြောင်းတွေကိုစစ်ကောက်စီကပိတ်ဆို့ထားတာဖြစ်ပါတယ်အဲဒါကြောင့်ရခိုင်ပြည်သူကုန်တင်ရဲ့လမ်းကြောင်းတွေအများဆုံးအဆင်ပြေနေစေရင်အခြေခံစားသောက်မှုတွေကို တန်တော်တဲ့ဇင်းလုံးနဲ့ပုံမှန်ဝေယူနိုင်ရဲ့ဆောင်ရွက်ပေးဖို့အာနာပင်တွေကိုဒေသခံတွေကတောင်းဆိုမှုတွေလည်းရှိနေကြပါတယ်။